ားလုံးပဲမင်္ဂလာပါကျောင်းပြီးမဲ့ဗီဒီယိုဗီဒီယိုလေးကတော့ကျွန်တော်တို့2025မှာဝင်ဝင်ရှယ်လုပ်ရတဲ့ Facebook page တခုမြေလေကူကူနဲ့ကျွန်တော်တို့ဒီလိုခရရမယ်ဆိုတဲ့အကြောင်းပြပါတယ်။အပေါ်တန်းနာလေးမှာရှိရဲ့မင်းချောင်းသုံးချောင်းလေးထဲကိုသွားပါ။ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ page ဆိုတဲ့အလံပုံစံနဲ့နေရာသိပါလိမ့်မယ်။ page ဆိုတဲ့နေရာကိုသွားလိုက်ပါ။ โอเคဒီနေရာရောက်ပြီဆိုရှင်ဒီအပေါ်မှာ plus လေးနဲ့ crash ဆိုနေရာရှိပါတယ်အများကိုသွားလိုက်ပါဒီနေရာမှာ personal profile နဲ့လုံးမလားဒါမှမဟုတ် public နဲ့လုံးမလားဆိုရင်ရွေးချယ်ခံပါတယ်ဆိုတော့ကျွန်တော် public page ကိုရေးလိုက်ပါမယ်ပြီး next ကိုသွားလိုက်ပါဒီနေရာမှာကိုထားချင်တဲ့ပေးရဲ့နင်းကိုရေးရမှာဖြစ်ပါတယ် ကျွန်တော်တော့လောလောဆယ်ဟိုပျောက်ပြတဲ့အနေနဲ့ is me လို့ပဲရေးလိုက်ပါမယ်။ဒီဒီနေရောက်ပြီဆိုလို့ရှင်အာကိုယ့်ရဲ့ pay ရဲ့ category ကိုကျွန်တော်ရေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ pay ကဘာအကြောင်းဘာအကြောင်းအရာတွေကျွန်တော်တို့ဟာပြင်မလဲဆိုတဲ့အရာဥမာအာ music နဲ့ပတ်သက်တဲ့အရာလားဒါမှမဟုတ်အာကျမရေးအလားနဲ့ပတ်သက်တဲ့အရာဆိုတော့ကျွန်တော်တို့အာရွေးချယ်ရပါမယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့ public publisher လို့ပဲကျွန်တော်ရေးလိုက်ရေးလိုက်ပါမယ်။ Okay ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေးလိုက်ရမှာပါ Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ကအာတဘောတရားအရာတော့ကျွန်တော်ပိတ်တစ်ခုတော့ခက်ပြီးတော့ပါပြီ။ဒါပေမဲ့ကျွန်တော်ရဲ့ go up ကျွန်တော်ပဲဘယ်လိုမျိုးတောင်းမလဲဆိုတဲ့အရာရွေးချယ်ခိုင်းပါတယ်။ကိုယ့်ရဲ့ပိတ်ကိုကျွန်တော်အဲဘယ်လိုမျိုး တက်ကတ်ထားမှာလဲဒီလိုမျိုးအပရိုမိုးလုပ်ရမှာဆိုပြီးတော့ YouTube channel ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တော့ Craig Van Dan at Connect with Fans ဆိုတော့ရေးလိုက်ပါမယ် again continue ဒီနေရာရောက်ပြီလို့ရှင်တော့ကျွန်တော်တို့အာဒီနေရာမှာတော့ကိုယ့်ရဲ့ general bio အကြောင်းတွေ content information တွေချက်ရလို့ရပါတယ် ကျွန်တော်တော့ဒါတွေကိုတော့ကြော်တော့လိုက်ပါမယ် Okay ဒီနေရာမှာပဲကိုကိုရဲ့ပိတ်ရဲ့ uh profile တို့ cover တို့ထည့်လို့ရပါတယ်ဒီ session အနေနဲ့ကျွန်တော်ဒီ profile အရင်ထည့်လိုက်ပါမယ် ခဲ့ပြီးတော့ပြီဆိုလို့ရှိရင် next ကိုသွားလိုက်ပါဒီနေရာမှာကိုယ့်ရဲ့ပိတ်ကို follower invite invite ခိုင်းပါတယ်ကိုယ့်ရဲ့အကောင့်ထဲတငွေချင်းတွေကို invite လုပ်ခိုင်းပါတယ်အဲကျွန်တော်တို့ invite မလုပ်ဘဲနဲ့တိုင်းကြော်တော့လိုက်အောင်မယ် ပြင်ဒီနေ့ရောက်ပြီဆိုရှင်တော့ next မှာပြန်သွားလိုက်ပါ next မှာသွားလိုက်ပါဆိုလို့ရှင်တော့အာကျွန်တော်အပိတ်တစ်ခုဖန်တီးပြီးတော့ပြီးပဲပါတယ်ဆိုတော့ဒီကိုဖန်တီးလိုက်တဲ့ပိတ်ကိုကျွန်တော်ဝင်ဝင်ရှက်လို့ရအောင်ဘာတွေဘယ်လိုလုပ်ရမလဲဆိုတော့ပုံမှန်အတိုင်းပဲစာတင်ပါ ဒီလိုပဲဖြစ်စားပဲဖြစ်ပုံမှန်အတစ်ဖြစ်အောင်အမှန်တင်ပါပြီးရင်အာ February 2လာအောင်လုပ်ပါကိုယ့်ရဲ့အာ content တွေလူတွေတည်အောင်လူတွေမြဲမြဲစီရောက်အောင်အာအများအတန်း active ဖြစ်ဖို့လိုပါတယ်ဆိုတော့ငွေရှယ်လုပ်ရတဲ့နေရာပဲနေရာလဲဘယ်လိုဘယ်လိုလုပ်ဘယ်လိုတတ်မှတ်ချက်တွေပြည့်ရင်ငွေရလဲဆိုတော့ dashboard tab ကိုတွားပါသိရင် monetization ကိုတွားပါဒီနေရာမှာဝင်ငွေရှင်းလောက်ရတဲ့နေရာငါချက်ရှိပါတယ်အာ2015မှာ content monetization ဆိုတဲ့အထိုးတစ်ခုအပ်တူလာရှိပါတယ်အဲ့ဒါနဲ့ဆိုရင်ချက်ဖို့ပါအဲ့ဒီနေရာမှာ star as a re bonus instant as subscription နဲ့ content monetization monetization ဆိုမှ6မျိုးရှိပါတယ်အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်အနည်းငယ် ရှိနေဖြစ်ပါတယ် star ဆိုတာကတော့အဲ့တော့ထိတော့အရေးမကြီးပါဘူးနောက်ထပ်ဆိုတော့ကိုယ့်ရဲ့ဗီဒီယိုလေးတွေကိုယ့်ရဲ့ပုံလေးတွေဇာတ်လေးတွေဒီနေ့အခါမှာကိုယ့်ရဲ့ပရိသတ်ကိုယ့်ရဲ့ follower တွေကအဲ့ဒါပေါ်ကြလို့နဲ့တက်တယ်ဆိုလို့ရှိရင်အာကိုယ့်ရဲ့ဗီဒီယိုလေး post လေးအောက်မှာ star ရှိပါတယ်အဲ့ဒါကိုတို့ကပက်စာနဲ့ဝယ်ပြီးမှ star ပေးတာပဲပါတယ်အဲ့ဒါတို့ပြီးမှကိုရမှာဖြစ်တဲ့ကြောင်းအဲ့ဒါလည်းဒီနောက်ထပ်အရေးမရှိပါဘူး ဒါတော့ SM range ကြတော့သွားပြီးတော့အတူလေးဖြစ်ပါတယ်။ဒီလိုအတူလေးတွေကိုတင်ပြီးမှကျောင်းညာဝယ်မှာအဲကျောင်းညာဝယ်မှာကိုယ်ကပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ပြီး bonus bonus ကြတော့ SM range နဲ့ bonus ဆက်တော့သူကအဲတမတ်ချက်မရှိဘူး။ Facebook ပဲမှာ Facebook ဖက်တာနေသူက invite လောက်မှာကိုယ်ရမှာဖြစ်တယ်။ Instagram app ကြတော့သူကအရင်ကတမတ်ချက်အလွတ်ချက်တွေရှိရယ်။အာဒါပြီးမှအခုမှအခုမှတော့ ်ဒီတမချက်တွေဖော်ပြထားတာရှိပါဘူးတော့ဒီ instant app ကျတော့တော့ပြီးတော့ရှိပိုင်းပြပါတယ်3မိနစ်အချက်ပြီးတော့လေးတွေဖြစ်ပါတယ်အဲ SNL ကျတော့အဲ3မိနစ်3မိနစ်အောက် second 60ပြီးတော့ဆုံးမှာအာဗီဒီယိုလေးတွေဖြစ်ပါတယ်ဒါတော့ဒီ subscription ကျတော့သူကအဲကိုယ့်ရဲ့ follower တွေထဲမှာမှကိုယ့်ကိုအများရန်အားပေးတဲ့အမှခံပရိတ်သူတို့ကပိုက်ဆံစားတဲ့ပုံစံတို့ဖြစ်တဲ့သူက အာတလားစာနာစာဆူမတော့အပိစာနဲ့ဝယ်ပြီးမှဒီတိုင်းကိုဒီတိုင်းအစံကရက်ရက်ချနေတော့ဆိုလို့ရှိရင်တို့ subscription လာနေပြီပါတယ်။အဲ့တော့ဒီနေရာမှာကျွန်တော် star နဲ့ subscription ကပူစာမပြီးပါဘူး။အာ Facebook ကနေ Facebook page ကနေဝင်ဝင် share မယ်ဆိုလို့ရှိရင်ဒီ ads and real bonus တို့ instant ads တို့အာပြီးတော့ content monetization တို့အဲ့ဒီအရာတွေပဲ အငြင်းအားပေးပါတယ်။အဲ့ဒီအရာတွေကနေလည်းကျွန်တော်တို့ပတ်ဆိုင်ရတာဖြစ်ပါတယ်။ဆိုတော့အာ instrument ကြတာအခုနောက်ပိုင်းကတော့သူက set set up ပေါ်ရင်တောင်းမှ review အနေနဲ့ပဲသူကရှိနေရှိနေရဆိုတော့အဲ့ရခုတော့မတိရှာပါဘူး။ကိုယ့်ရဲ့ content တွေကအများအားဖြင့် active ဖြစ်နေရ engagement တွေတက်နေရ follower တွေတက်နေတယ် like and share တွေအများအားတက်နေတယ်ဆိုလို့ရှိရင်တော့တခါတည်းတန်းပြီးမှ monetization ဆိုတာသူ invite လာနိုင်တယ်အကြောင်းအဲ Facebook ကနေဝင်ဝင် share ချင်တယ်ဆိုလို့ရှိရင်အခုပြပြထားတဲ့အတိုင်းပဲငကနဲ့အများအား active ဖြစ်နေဖို့အများအား post တွေ content တွေ continue နေဖို့ပဲလိုပါတယ်တတိထရမှာကတော့ Facebook ရဲ့စီမင်းစင်ကန် policy တွေကိုကျွန်တော်အများအားလိုက်နာရမယ်အာ နေလာထားရမယ်သိရှိထားရမယ်ဆိုလို့ရှိရင်တော့ကျေးဇူးကနေကျွန်တော်တို့အမြန်ဆုံးဝင်ဝင်ရနိုင်မှာပါတယ်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကျင့်နေတက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အာ Sharing My TV YouTube Channel ရဲ့ Facebook Page ရဲ့ TikTok ရဲ့ဒီကမ္ဘောအမေရိကန်အားပေးကြပါလို့တောင်းဆိုချင်ပါတယ်